မယုံနိုင်စရာပါပဲကြွက်တွေအုပ်စုလိုက်ထောင်ချောင်ထဲတန်းစီဝင်နေပါတယ်ဒါပေမဲ့ဒီကြွက်ထောင်ချောင်ကိုလွှတ်ရတာဘလောက်တောင်လွယ်ကူလဲဆိုတာသင်သိမှာမဟုတ်ပါဘူးအမျိုးသားဟာအမိုက်ပုံးတစ်ခုယူလာပြီးဒဘယ်တိတ်ကိုညှက်ခါအမိုက်ပုံးရဲ့အဖုံးပေါ်မှာကတ်လိုက်ပါတယ်ပြည်ရနဲ့အစာတွေကိုဒဘတ်တိတ်ပုံမှာညီညီမျှမျှကျဲချလိုက်ပါတယ်ဒီဒုက္ခပေးတဲ့အကောင်တွေကို အမြင့်ပြတ်ရှင်းဖို့အတွက်အမျိုးသားကထောင်ချောက်ရဲ့ဘေးပတ်လယ်မှာလဲအစာတွေကျဲချထားပါတယ် အစာနဲ့ရတဲ့ကြွက်တွေလဲခန္ဓာလေးအတွင်းအုပ်စုလိုက်ထောင်ချောက်စီရောက်လာပါတော့လေအဲ့ဒီထဲကစုံစမ်းစစ်ဆေးကြွက်တကောင်ကဘေးပတ်လေကိုတေးချစစ်ဆေးပြီးအနေမရှိဘူးဆိုတာကွန်ဖန့်ဖြစ်ပြီးတာနဲ့ကြွက်တွေအလုံးကျဲထားတဲ့အစားအစာတွေကိုလူစားကြပါတော့တယ်ကို့အစာသူများဦးသွားမှာဆိုလို့ပေါ့ဒီမျက်စိချင်းကဘူဖေးကလည်းသူတို့ခါတိုင်းသိကျတဲ့အစာပဲလေတချို့အစားမတ်တဲ့ကြွက်တွေဆိုရင်မြင်မြင်စားဖို့အတွက်တစ်သားပြပေါ်တက်ပြီးအမပုတ်အပေါ်ဘက်စီတက်သွားပါတယ် ဒါပေမဲ့ဘယ်ညာရင်းနေတဲ့အမိုက်ပုံးအဖုံးကြောင့်အိုင်နာကကြွက်တွေလဲအစာကိုဒီတိုင်းကြည့်နေပြီးဗဇက်တဲ့ထက်မရဖြစ်နေပါလေစိတ်လောနေတဲ့ကြွက်တွေကတော့ကိုချရောက်တွေကိုထိမ့်ချုံမရတော့ပဲအမိုက်ပုံးအဖုံးပေါ်တက်ဖို့လိုရင်ထောင်ချောက်ထက်ဝင်ဝင်သွားကြပါတော့တယ်ဒါပေမဲ့လည်းနာကခြားကြွက်တွေကသတိမပြုမိကြပါဘူးအစာရဲ့ဆွဲဆောင်မှုကြောင့်ကြွက်တွေတကောင်ပြီးတကောင်ထောင်ချောက်ထက်ဝင်သွားနေကြပါတယ် မြေပေါ်ကအစာတွေလဲစားလို့ကုန်သွားပြီဆိုတော့ကျွန့်တွေအကုန်လုံးအမိုက်ပေါင်းဖုံးစီတန်းစီတက်လာပါတော့တယ်။ဒါကသူတို့အတွက်တေချာစင်စရာတဲ့ထောင်ချောင်မဲလုံးဝသတိမထားမိရှာပါဘူး။အဲ့လိုနဲ့ပဲအစာမက်တဲ့ကျွတ်တွေဒီကောင်ပြီးဒီကောင်အမိုက်ပေါင်းနဲ့ကြာသွားတော့တာပေါ့။ဒီမျိုးသားလို့တဲ့ကျွတ်ထောင်ချောင်ကတကယ့်ကိုအမိုက်စားပါပဲ။ကြည့်ရတာဒီမျိုးသားလွယ်လွယ်ကူကူလှုပ်ထားတဲ့ကြွထောင်ချောင်းနဲ့ပဲအနီးနားကကြွတွေအလုံးအမြင့်ပြတ်သွားတော့မယ်ပုံမှာပဲ